တရင်ချိုလာပြင်းနေပြည်သူရင်မြင်မှာဒီတရင်ချိုဈေးအောင်ပွဲရှိရယ်ဆိုတော့အိမ်မနေရပြင်းလာနေသွားမယ်ပေါ့ကိုလဲရောက်ခါနေရောပြည်လောင်းကိုွေတာနဲ့ကားတွေကပိတ်တာပိတ်တာဆိုတာရှုပ်ဘလို့မှဆက်တိုးလို့မရလို့ကားဘွားနဲ့ဆင်းမြောင်းလမ်းလျှောက်သွားရတယ်။အရေးတဲ့ထွက်ပေါက်နဲ့ဝင်ပေါက်နဲ့မှားလို့ဝင်ပေါက်ကညာဘက်မှာဆိုလို့အဲ့ဒီသွားရသေးတယ်။အထက်ထဲရောက်တော့လူတွေကတော်တော်များတာဈေးဆိုင်ခန်းတွေလည်းတွေ့တယ်၊ဆင်းရင်းတစ်ကောင်လည်းတွေ့ခဲ့တယ်၊ဆင်စည်းလို့ရရလို့ထင်တာပဲ။ အားနဲ့ DJ တချင်းစံတွေကြားတော့အထက်ထဲဆက်ပြီးဝင်သွားပါတယ် DJ စင်ကိုတွေ့လိုက်ရတဲ့အခါကျတော့စင်မောင်မောင်စင်အောင်မောင်ကနေကြတာပဲ။ကိုကတော့ဒီဘက်ကမီးထွန်းထားတဲ့နေရာလေးတွေကိုစင်ဝင်သားတော့ဝင်ကြည့်ခဲ့ပါတယ်။လူတော့တော်တော်လေးကိုတိုးရတယ်။အဲ့မှာမီးထွန်းထားတာကြီးအနှားဆင်လာတာကတော့တော်တော်လေးဖလာပါတယ်။ညနာကိုပဲကြည့်ကြည့်ဓာတ်ပုံရိုက်နေတဲ့လူတွေကြီးပဲ။ အဲ့နဲ့အထင်းဆက်လျှောက်သွားတော့ဆေးရှိုးတစ်ခုတွေ့ခဲ့ပါတယ်။စိတ်စဉ်ရှိမှာတော့လူတွေကလုံးဝအပြည့်ပဲတိုးလို့တော့မရဘူး။ဒီဖြောပြေပွဲကည7:00နာရီမှပြီးမှာတဲ့။နောက်ခုဒါကသတင်းချွတ်လာပြီးနေညမှာပြည်သူ့ရင်မြေမှာလုပ်နေတဲ့ဖြောပြေပွဲကိုရှာပတ်ကြည့်ခဲ့တာပါ။ဒီပွဲက9ရက်နေ့ထိရှိမှာပါတယ်ရှင်။အဲ့ဆိုရင်နောက်ဗလော့မှာဘယ်နေရာတွေကိုသွားအောင်လဲဆိုတာလည်းပြည်ချပြကြပါအောင်ရှင်။တတ်တာ